P O T A M U S hippopotamus နာသမီမီတို့ကိုအခုပြောပြမှာကတော့ရေမြင့်အကြောင်းပဲဖြစ်ပါတယ်။ရေမြင့်ဟာတဲ့ကြီးမားတဲ့နုတိုက်သတ္တဝါတစ်မျိုးဖြစ်ပြီးအာဖရိကတိုက်မှာနေထိုင်ပါတယ်တဲ့။သူတို့ကိုမြစ်တွေ AI တွေနဲ့ရေကန်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်တဲ့။ရေမြင့်ရဲ့ပုံစံကိုပြောရမယ်ဆိုရင် ရေမြင့်တွေက အရွယ်အစားကြီးမားပြီးအရေကုန်ထူထဲကမိခိုးရောင်တန်းတဲ့အရောင်ရှိပါတယ်တဲ့။ သူတို့မှာခြေထောက်တူတူနဲ့ခန္ဓာကိုယ်ကြီးမားပြီးပါးစပ်အကြီးကြီးနဲ့သွားအကြီးကြီးတွေလည်းရှိပါတယ်တဲ့။ရင်မြင်းတွေကဘာကိုစားလဲဆိုတော့မြက်တွေ၊သိရွက်တွေနောက်ပြီးရေထဲကအပင်တွေကိုစားတောက်တာကြောင့်ရင်မြင်းတွေက အပင်စားတတ္တဝါတွေဖြစ်ပါတယ်တဲ့။ရင်မြင်းတွေကညဘက်မှာအစာရှာထွက်လိရှိပါတယ်။ရည်မြင်းတွေကရည်ထဲမှာအချိန်အကြာကြီးနေပြီးနေပူဒဏ်ကိုကာကွယ်ဖို့ရည်ထဲမှာနေလေးရှိတာပါတဲ့ သူတို့ကရေကူးကျွမ်းကျင်ပြီးနှာခေါင်းနဲ့မျက်လုံးတွေကိုရေပေါ်မှာထားကအသက်ရှူလေးရှိပါတယ်တဲ့ရေမြင့်တွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့သူတို့ခန္ဓာကိုယ်ကကြီးမားပေမဲ့လျင်မြန်စွာပြေးနိုင်တာပါပဲတဲ့သူတို့ကအုပ်စုလိုက်နေထိုင်လေးရှိပြီးရေထဲမှာအန္တရာယ်ကင်းတဲ့နေရာတွေကိုရှာဖွေလေးရှိပါတယ်တဲ့ကဲအခုရေမြင့်အကြောင်းကိုသိပြီဆိုတော့မိကုံးလေးတွေဖြစ်ကြရအောင်နော်ရေမြင့်တွေရဲ့ပုံစံကဘယ်လိုပုံစံရှိလဲတဲ့ ခြေရန်ရှိရှိလေပင်ရှိရှိနဲ့ခြေတော့တူတူခန္ဓာကိုယ်ကြီးမားပြီးဗစက်အကြီးကြီးနဲ့သွားကြီးရရှိရ။ဟုတ်။တောင်းမှန်ပါလား။ဟုတ်ပါတယ်။ခြေတော့တူတူခန္ဓာကိုယ်ကြီးမားပြီးဗစက်အကြီးကြီးနဲ့သွားအကြီးကြီးရရှိတာကအရင်မြင်တွေပဲဖြစ်ပါတယ်။ကဲနောက်ထပ်အကောင်းလေးတွေကြအောင်ဆန္ဒထောင်ရအောင်နော်။ C B R A C B R သတ္တမိမိတို့အတွက်ဒီနေ့ရွေးထားတဲ့အကောင်းလေးကတော့မြင်းကြပဲဖြစ်ပါတယ်။ မြင်းကြားကမြင်းနဲ့မျိုးနွယ်တူတဲ့တတဝါတစ်မျိုးဖြစ်ပြီးသူတို့ကအာဖရိကတိုက်မှာနေထိုင်ကြပါတယ်တဲ့သူတို့ကိုမြက်ခင်းမြင်းတွေသစ်တောတွေနဲ့တောတောင်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်တဲ့မြင်းကြားရဲ့ပုံစံကဖြူနဲ့အမင်းအစင်းတွေပါတဲ့အမွေအစင်းတွေရှိပြီးအဲ့ဒီအမွေတွေကပဲသူတို့ကိုဖူးခြားစေရပါတဲ့သူတို့မှာရှည်ပြားရဲ့ခြေရောက်တွေနဲ့လေမင်းရှိရှိတွေလည်းရှိကြသေးတယ်မြင်းကြားတွေက အပင်စားတတ်တော်တွေဖြစ်ပါတယ် သူတို့ကမြက်တွေသိရွက်တွေနဲ့သစ်ကိုင်းနုနုလေးတွေကိုလည်းစားတောက်တတ်ကြပါတယ်တဲ့သူတို့ကနေဘက်မှာအစာရှာထွက်လို့ရှိပါတယ်ညင်ကြတွေကအုပ်စုလိုက်နေတိုင်းလေးရှိပြီးအုပ်စုထဲမှာအထီးတကောင်နဲ့ဓမ္မတကောင်တွေပါဝင်ပါတယ်တဲ့ညင်ကြတွေကလင်းမြန်စွာပြေးနိုင်ကြတယ်တဲ့သူတို့အနေရကြုံပြီဆိုတော့နဲ့လင်းမြန်စွာဖက်ပြေးတတ်ကြပါတယ်တဲ့ညင်ကြတွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က မှာရှိတဲ့အမွေအစင်းတွေကိုအသုံးပြုပြီးရန်သူကိုလှည့်စားတတ်ပါတယ်တဲ့သူတို့ကရေကိုကြိုက်နှက်တတ်ပြီးရေကန်တွေနဲ့မြစ်တွေမှာရေကူးလေးလည်းရှိပါတယ်တဲ့ကဲမြင်းကြားတွေအကြောင်းသိပြီဆိုတော့မြင်းကြားတွေအကြောင်းမိကုန်းလေးတွေဖြစ်ကြည့်ရအောင်မြင်းကြားတွေရဲ့ခန္ဓာကိုယ်ကအစင်းကြောင်းတွေဟာဘာយ៉ាងလဲဒစ်အဝါနဲ့အမဲနှင်းဖြူနဲ့အပြာ၃အဖြူနဲ့အမဲ၄ ဟုတ်ပါတယ်။မြင်းကြရရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမှုတွေကအဖြူနဲ့အမင်းအစင်းတွေပါ။နောက်ထပ်ဗာကောင်လေးတွေ အကြောင်းပြင်ကြသေးတယ်။ HORSC horse တော်တော်မီမီတို့ကိုအခုပြောပြမှာကတော့မြင်းတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။မြင်းတွေကလှပပြီးအားကောင်းတဲ့အရေးစံတွေဖြစ်ပါတယ်တဲ့။မြင်းတွေမှာရှည်မြားပြီးလှပတဲ့အမွှေးနဲ့အမျိုးလေးရှိပြီးကြံ့ခိုင်တဲ့ခြေထောက်တွေနဲ့ အမြန်ပြေးနိုင်တဲ့အစွမ်းသက်တည်းလည်းရှိပါတယ်တဲ့မြင်းတွေကိုလူတွေကဟိုးနှစ်ပေါင်းထောင်ချီရဲကမွေးမြူခဲ့ကြတယ်တဲ့။ဘာအတွက်မွေးမြူရလဲဆိုတော့လဲထွန်ဖို့နဲ့ခီးသွားဖို့မွေးမြူခဲ့ကြတာဖြစ်ပါတယ်တဲ့။အခုခါမှာတော့မြင်းတွေကို အလှစီးဖို့နဲ့ပြိုင်ပွဲဝင်ဖို့အတွက်မွေးမြူနေကြပါတယ်တဲ့။မြင်းတွေကအစာအစာကိုဂယုတဆိုင်နဲ့စားတတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်။မြင်းတွေကမျက်နဲ့ကောက်နံတွေကိုအဓိကစားပြီး သူတို့ကတနည်းကိုရေများများလဲတောက်ကြပါတယ်တဲ့နောက်ပြီးမြင်းတွေကရေတန့်ကိုပဲတောက်တာကြောင့်မြင်းတွေတောက်တဲ့ရေဟာအင်မတန်ကိုတန့်ရှင်းပါတယ်တဲ့မြင်းတွေကလည်းစိတ်ခံစားမှုရှိတဲ့တတဝါတွေထဲမှာပါပါတယ်မြင်းတွေကပြောတဲ့အခါမှာနရွက်ကိုထောင်ပြီးကစားတတ်တယ်တဲ့သူတို့ကြောက်တဲ့အခါမှာတော့ဝေးတဲ့နေရာကိုဖြတ်ပြေးတတ်ပါတယ်တဲ့သူတို့ကိုရင်ပါအောင်လုပ်လို့လည်းရပြီးလူတွေနဲ့ရင်းနှီးစွာလည်းနေထိုင်တတ်ပါတယ်တဲ့ မြင်းတွေမှာအမျိုးအစားများစွာရှိပြီးတော့တချို့မြင်းတွေကအယံမြင်ပြီးတချို့မြင်းတွေကအလွန်မြန်ဆန်တဲ့မြင်းအမျိုးတွေဖြစ်ပါတယ်တဲ့။ကဲအခုတော့မြင်းတွေအကြောင်းသိပြီဆိုတော့ဘေးကုန်းလေးတွေဖြစ်ကြည့်အောင်နော်။မြင်းတွေရဲ့အစွမ်းတတိကဘာလဲ။တဖလင်မြန်စွာပြေးနိုင်တာ။နှစ်ရေကူးနိုင်တာ။သုံးလေးဘောကိုပြန်နိုင်တာ။ ဟုတ်ပါရဲ့အင်းတွေကအမြင်ပြီးနိုင်တဲ့တတော်လေးဖြစ်ပါလေတဲ့။ကဲနောက်ထပ်အကောင်းလေးတွေကြောင်းဆန္နာထောင်ရအောင်နော်။တတမီမီယိုကိုဒီနေ့မြောက်ဝင်တွေအကြောင်းပြောပြမယ်နော်မြောက်ဝင်တွေကလူနဲ့အနီးဆက်ဆုံးတူတဲ့တတဝါလို့ပြောလို့ရတယ် ရဝံတွေကစူးစမ်းလိုစိတ်ပြင်းတဲ့တံတမာတွေဖြစ်တယ်။သူတို့ဟာညံကောင်းပြီးကစားရတာ၊တောင်တက်ရတာ၊အသစ်အစမ်းတွေရှာဖွေရတာကိုကြိုင်နေတတ်ကြတယ်။သူတို့ရဲ့လက်တွေနဲ့ခြေထောက်တွေကကင်တွေတဲ့အချိန်မှာအင်မတန်မြင်းမြန်တာကြောင့်တစ်ကိုင်းတွေပေါ်မှာလည်းကျင်လည်ကျဆင်းနိုင်ကြပါတယ်တဲ့။မြောက်ဝံအမျိုးအစားတော့အများကြီးရှိရဲ့။ကဘာပေါ်မှာမြောက်ဝံအမျိုးပေါင်း200ကျော်ရှိရဲ့တဲ့။ဥပမာဂေါ်ရီလာလို့ခေါ်တဲ့ကြီးမားပြီးအားကောင်းတဲ့မြောက်ဝံအမျိုးအစားတွေ ချမ်ပန်ဇီလို့ခေါ်တဲ့မြန်ရင်မြင့်ပြီးလူတွေလိုပြုမူနိုင်ကြတဲ့မျက်ဝံတွေလည်းရှိပါတယ်တဲ့မျက်ဝံတွေဟာအစုံစားတဲ့သတ္တဝါတွေဖြစ်ပါတယ်သူတို့ဟာ အသေးအရွက်တွေပိုးမွှားတွေဥတွေငှက်တွေစတဲ့အရာတွေကိုလည်းစားတော့ကြပါတယ်တဲ့တချို့မျက်ဝံတွေကတော့တက်သီးတွေကိုအရင်ကြိုက်ကြပါတယ်တဲ့အထူးသဖြင့်ငှက်ပြောသီးပေါ့နော် ယောက်ဝန်တွေကမိသားစုနဲ့အတူနေတတ်ကြတယ်။သူတို့ကအုပ်စုလိုက်နေတတ်ပြီးသူတို့ရဲ့မိသားစုတွေနဲ့ချစ်ခင်စွာစီစီလုံးလုံးနေတတ်ကြပါတယ်တဲ့။ယောက်ဝန်မမေတွေကသူတို့ရဲ့ကလေးလေးတွေကိုနှင်းနဲ့ချီပြီးပြုစုစောင့်ရှောက်တတ်ကြပါတယ်တဲ့။ယောက်ဝန်တွေကတစ်တော်တွေကိုကာကွယ်ပေးကြတဲ့သူတွေဖြစ်ပါတယ်။သူတို့ကတစ်သီးတွေကိုစားရင်မျိုးစေ့တွေကိုမြေကြီးပေါ်မှာပြန်ချပေးတာကြောင့်တစ်ပင်တွေပြန်လဲပြီးပေါက်လာစေပါတယ်တဲ့။ဒါကြောင့်သူတို့ကိုတစ်တော်မျိုးစေ့ပြိုးသူများလို့ခေါ်ကြပါတယ်တဲ့။ မျိုးဝင်နေဟာလူတွေလိုပဲခံစားချက်ရှိပြီးသူတို့ကိုအနောက်ရက်လုံးဝမပေးသင့်ပါဘူးတဲ့သူတို့ရဲ့နေထိုင်ရာတစ်တော်တွေမပြောက်ပြက်အောင်ကာကွယ်ကြရပါမယ်တဲ့ကဲအခုမျိုးဝင်နေအကြောင်းကိုသိပြီဆိုတော့မျိုးဝင်နဲ့ပတ်သက်တဲ့အမိကုန်းလေးတွေဖြည့်ကြည့်ရအောင်နော်မျိုးဝင်ကအနည်းဆက်ဆုံးဗာနဲ့တူလဲတစ်လူနှစ်ဆင်သုံးဝဝဟုတ်ပါတယ်လူဆိုရင်တော့အကြီးမားတယ်မျိုးဝင်ကလူနဲ့အနည်းဆက်ဆုံးတူတဲ့ပတ်သက်ပါတယ်ဖြစ်ပါတယ်နော် တယ်။နောက်ထပ်အကောင်းလေးတွေကြောင်းဆန္ဒထောင်ရအောင်နော်။ R H I N O C E R O S Rhinoceros မင်္ဂလာပါတာတာမိမိတို့ရေဒီနေ့တာတာမိမိတို့ကိုပြောပြမယ့်အကြောင်းကတော့ကြက်အကြောင်းပဲဖြစ်ပါတယ်။ကြက်တွေကကပအကြီးဆုံးကုန်းနေမူးတိုက်တံတဝါတွေတဲကတမျိုးဖြစ်ပါတယ်တဲ့။ကြက်တွေရဲ့အလေးချိန်ကဆင်လောက်မကြီးပဲမဲ့တန်ချိန်နှစ်တန်ကနေ၄တန်အထိတော့ရှိကြပါတယ်တဲ့။ သူတို့ရဲ့အရေးပြားကအလွန်ထူပြီးမာကျောတဲ့အလွှာတွေနဲ့ဖုံးထားပါတယ်တဲ့။ကြံ့မျိုးစိတ်က၅မျိုးရှိပြီးအာဖရိကနဲ့အာရှမှာနေထိုင်ကြပါတယ်တဲ့။အာဖရိကမှာတော့အဖြူရောင်ကြံ့နဲ့မဲရောင်ကြံ့ရှိပြီးအာရှမှာအိန္ဒိယကြံ့၊ဂျာဗာကြံ့နဲ့ဆူမထရာကြံ့တို့ရှိပါတယ်တဲ့။ကြံ့တွေကအမြင်အာရုံအရင်မကောင်းမိမဲ့အတန်နဲ့အနံ့ခံအာရုံအရင်ကောင်းပါတယ်တဲ့။အန္တရာယ်ရှိရာကိုသိပြီးစွာနဲ့ ချက်ချင်းဘေးလွတ်ရာကိုပြေးတတ်ကြပါတယ်တဲ့ကြံ့တွေကတဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးတဲ့သတ္တဝါတွေထဲမှာပါပါတယ်သူတို့ကအပင်တွေကိုစားပြီးသူတို့ပြန်ပြီးမစင်စွန့်တဲ့အခါမစင်ထဲမှာမျိုးစီတွေပါသွားတတ်တာကြောင့်အပင်တွေပြန်ပြီးပေါက်စေဖို့ကိုအထောက်အကူဖြစ်စေပါတယ်တဲ့အဲဒါကြောင့်တစ်တော့တစ်ပင်တွေအတွက်ကြံ့တွေကထောက်ကူပြုတဲ့သတ္တဝါတွေထဲမှာပါပါတယ်သာသာမိမိတို့တွေနောက်ထပ်စိတ်ဝင်စားစရာကောင်းတာကကြံ့တွေကချွေးမထွက်ပါဘူးတဲ့ နောက်ပြီးသူတို့အေးအောင်သူတို့ရဲ့ရေထဲမှာလည်းနေတတ်ကြပါလေတဲ့။ကြံ့တွေကိုကာကွယ်ဖို့သူတို့စက်စားရနေရာတွေကိုမဖျက်ဆီးကြဖို့လိုအပ်ပါလေတဲ့။ကဲအခုကြံ့အကြောင်းတည်ပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်မယ်နော်။ကြံ့တွေရဲ့အရွယ်အစားကဘလောက်ရှိလဲ။စင်ထက်ကြီးရလား။စင်လောက်မကြီးရလား။ဟုတ်ပါတယ်။ကြံ့တွေရဲ့အရွယ်အစားကစင်လောက်မကြီးပါဘူး။ကဲတော်တော်မိမိတို့အပြည့်မှန်ပါတယ်နော်။ကဲနောက်ထပ်အကောင်းလေးတွေကြောင်းဆန္ဒထောင်ရအောင်နော်။ Oops.